ကအခက်ခဲဆိုတာအလုပ်လုပ်ရတဲ့နေရာရှိတယ်။အဲ့ဒါကတော့မင်းရဲ့အဲ့လိုပဲခံစားရတယ်။အလုံးမလုံးတဲ့သူကဘာကကဲမှမရှိဘူးဘာကကဲမှမတွေ့ဘူးဆိုလို့ရှိရင်အဲ့ဒီလုံးလုံးပဲဟုတ်တယ်လေအော်ပြီးတော့အတိုက်ခိုက်အတိုက်ခိုက်ဆိုတာကလမ်းသက်ဖောက်တဲ့သူတိုင်းမှရှိပဲအလုံးကိုသူများနဲ့မတူအောင်အသက်ဖန်တီးလောက်ကိုင်းတဲ့သူတိုင်းမှအတိုက်ခိုက်ဆိုတာရှိအတိုက်ခိုက်မခံရသေးဘူးဆိုတော့မအောင်မြင်သေးဘူးလို့သာမှတ်ထားပါဘာမရောက်ဘယ်နေရာမှမရောက်သေးဘူးဆိုတော့ ိုက်ခိုက်ခံရပြီဆိုတော့မှကိုကိုလောက်တာတစ်ခုခုတော့အရာသိနေလို့ဆိုတော့တိုက်ရအောင်။ငါတိုက်ခိုက်မခံရသေးဘူးဆိုလို့ရှိရင်အဲ့ဒီကဘာဖြစ်လဲ။ဆိုတော့အတိုက်ခိုက်ခံရတယ်ဆိုတာလေအလုံးကိုတိတ်တိတ်ဆဆလုံးနေတဲ့အခါမှာရှိတယ်။ဆိုတော့အဲ့ဒါလုံးလုံးယူပါအောင်။အဲ့မဲ့ပြညာနဲ့ကိုပြန်စင်စားတာပုံတော့ခေါ်လို့ကိုပညာရေးသင်ထားတာပါလို့ရှိတယ်။ကိုကိုကွန်ပျူတာအဖြစ်ပြီးတာအားအားရေးသေးတယ်။ကိုရဲ့အတွေးခေါ်ဟို